ကုလူအားလုံးပဲမင်္ဂလာပါကျွန်တော်ခဲရပါဒီနေ့ကျွန်တော်ပြပြပေးထားမယ့်အကြောင်းအရာကတော့ SPD Emergency ဝါလင်းနေကပါရင်ကြရဖြစ်ကြတဲ့ New Beast Skin ရဲ့ Best Story ပဲဖြစ်ပါတယ်ဆိုတော့ဆက်လက်ကြရအောင် ရှိခါတော့ကထူးဆန်းတဲ့ကြမိုးရခြင်းတစ်ခုနဲ့အတူကြီးမားတဲ့ဆွမ်းအားတစ်ခုဖြစ်တဲ့ဇန်ယော့စ်နဲ့တွေ့ရတဲ့တဲ့တွင်ကြီးဟာကဘာဘောကိုပြတ်သွင်းရင်ကြေတကားလို့ခေါ်တဲ့ပေါ်တဲတစ်ခုဖြတ်ပြီးတော့ဝင်ရလာခဲ့ကြပါတယ်။ဒီလိုဝင်ရလာမှုရဲ့နောက်မှာပုံစံမျိုးစုံအရွယ်မျိုးစုံရှိတဲ့အီတလီရီတွေကလည်းဇန်ယော့စ်ကိုတာဝတ်အတွက်ကဘာဘောကို ရောက်လာကြပါတယ်။ဒီပြတ်သွင်းခြင်းကတည်းကကဘာပေါ်မှာနီယိုချန်ဝါလို့ခေါ်တဲ့စစ်ကမ်းမျိုးလေးရဲ့အရှိတ်အချက်မှတရှိပါတယ်။ ကမ္ဘာပေါ်ကိုကြီးကျော်လာတဲ့မိစ္ဆာတွေကိုနှင်နှင်းမှုအတွက်အီတာရီရဲတွေဟာကမ္ဘာပေါ်ကအားကောင်းတဲ့မျိုးဗီဇာရှိတဲ့ထူးခြားတဲ့လူသားတွေနဲ့ပေါင်းစပ်လိုက်ပြီးတော့ပထမဆုံးပါရင်ဂျာတွေမဟုတ်တဲ့မက်တာရှစ်တာတွေကိုဖန်တီးခဲ့ကြပါတယ်။မက်တာရှစ်တာတွေဟာအဖွဲတစ်ခုဖွဲ့လိုက်ပြီးတော့ဇန်နစ်ကိုပြတ်သွင်းခြင်းကေတကားမှာပိတ်လောင်ခဲ့ကြပါတယ်။အဲဒီလိုပိတ်လောင်မှုအတွက်ချမ်းဝါနေနိုင်လွတ်ခေါ်တဲ့ရန်နာတစ်ခုအသုံးပြုခဲ့ကြပါတယ်။အဲဒီနေနိုင်ပုံမှာမက်တာရှစ်တာတွေပဲမြင်ရတဲ့နက္ခတ်စာတွေရှိပါတယ်။ နှစ်ပေါင်း300ကြာတိုင်းမှာပိတ်လောင်ထားတဲ့ဂိတ်တကားဟာအားနဲ့လာမှာဖြစ်ပြီးတော့ meta shifter တွေဟာပြန်လည်ဆူစည်းပြီးနောက်တစ်ချိန်ပိတ်လောင်ထားတဲ့ဓလေ့ကိုပြုတ်လုချရမှာဖြစ်ပါတယ်။ Netherlands နဲ့ Italy တွေဟာစိတ်ဆိုင်းရည်ရှိကြပြီးတော့လူသားကဘာမှာအထင်ပြောင်းလဲနိုင်စွာရှိကြပါတယ်။သူတို့ဟာလူသားခန္ဓာတွေနဲ့တန်လိုက်စကွင်းတွေကိုဝင်နိုင်ပြီးတော့ရဲ့စစ်တန်လိုက်ဆိုင်းရည်အုံပြုကအထင်ပြောင်းသွားစေပြီးထူးခြားတဲ့ဆွမ်းအားတွေကိုအသက်သွင်းပေးနိုင်ပါတယ်။ ီတာရီယာတွေကကောင်းမွန်ပြီးတော့ဖမ်းမလိုက်ကြပါမိ့နေတာရီတွေကတော့ဆူသွားမိချမ်းသာကြပါတယ်အီတာရီယာတွေနဲ့နေတာရီတွေဟာမျိုးရိုးစင်ဆက်မပြီးဆုံးနိုင်တဲ့စစ်ပွဲကြီးကိုဆင်နွှဲနေကြကြပါတယ်ဒီအီတာရီယာတွေနဲ့နေတာရီတွေရှားမှရှိတဲ့တူညီချက်နဲ့ကွဲပြားချက်တွေကဘာတွေလဲအီတာရီယာတွေရောနေတာရီတွေရောပါမက်တာရှစ်တာတွေကိုစွာအရင်နဲ့ဖန်တီးပြကြတဲ့သူတွေဖြစ်ပါတယ်သူတို့ကိုယ်တိုင်ကလည်းအာသာဆိုင်လို့ခေါ်တဲ့တခြားတာမင်းရှင်းမှရှိတဲ့ဂျိုလူခုဘောကစောင်းရင်နေမျိုးခွာလာကြတာဖြစ်ပါတယ်။ ။ Ethereum တွေဟာလူသားခန္ဓာကိုယ်နဲ့ပေါင်းစပ်လိုက်တဲ့အခါသူတို့ရဲ့စွမ်းအင်တွေက other side ရဲ့စွမ်းအားတွေကိုရုပ်ပိုင်းဆိုင်ရာအရာဖော်ပြနေတဲ့ Ethereum ဘက်တဲစုတနည်းအားဖြင့် Ethereum ဝတ်ဆောင်တွေအဖြစ်အတွင်ပြောင်းလာကြပါတယ်။သူတို့ပေါင်းစပ်လိုက်တဲ့လူသားဟာအတွင်ပြောင်းပြီးသူတို့စိတ်ကြိုက်လှုပ်ရှားနိုင်ပြီးတော့သူတို့ရဲ့စိတ်ဆန္ဒပြင်းပြမှုပုံမူတည်ပြီး Ethereum ဝတ်ဆောင်တွေရဲ့စွမ်းအားကိုရရှိကြပါတယ်။ Netherium တွေကလည်းတူညီတဲ့အတွင်ပြောင်းနေကြီးလောက်ကိုပဲအသုံးပြုကြပါတယ်။ဒါပေမဲ့ Netherium တွေဟာသူတို့ပေါင်းစပ်လိုက်တဲ့လူသားတွေကိုလှမ်းမိုးနိုင်ပါတယ်။ သူတို့ကိုယ်တိုင်ကပဲနေတာရင်ဝတ်စုံနေရဲ့စွမ်းအားကိုထိန်းချုပ်ကြပါတယ်။အီတာရီယာရီနဲ့နေတာရီနေဟာသူတို့ပေါက်ဆက်တဲ့လူသားကိုရှာဖွေတဲ့အချိန်မှာမတူညီတဲ့နီလန်းတွေကိုအသုံးပြုကြပါတယ်။တချို့ကသူတို့ရဲ့သွေးကြောကိုကြည့်ပြီးတော့ရွေးတတ်ကြပြီးတော့တချို့ကတော့သူတို့ရဲ့ထူးခြားတဲ့စိတ်နှလုံးစွမ်းရည်တွေကိုကြည့်ပြီးရွေးတတ်ကြပါတယ်။ဒါပေမဲ့သူတို့ဟာတခါရွေးချယ်ပြီးတာနဲ့သူတို့ပေါက်ဆက်လိုက်တဲ့လူသားကိုမတိမ်မချင်းမပြောင်းလဲတော့ပါဘူး။ Okay နောက်တစ်ခုက meta shifting ။ ။ Ethereum နဲ့ Netherlands ဟာမြန်မာရဲ့အစိပ်ပိုင်းတွေကနေပြုတ်လွတ်ထားတဲ့ Transmog လို့ခေါ်တဲ့အတင်ပြောင်းကြိယာတွေထဲမှာစိုင်းနေဖြစ်တည်ရှိကြပါတယ်။ Meta Shifting လို့ခေါ်တဲ့ Parent ရအတင်ပြောင်းခြင်းအတွက်သူတို့ပေါင်းစပ်မဲ့လူသားဟာအဲ့ဒီ Transmog တွေကိုအသုံးပြုပြီးစိုင်းနေကိုစင့်ခေါ်ကအတင်ပြောင်းကြပါတယ်။အဆောမျိုးစားမှာတော့ other side ကတော်ရီဟာ digital စနစ်နဲ့နေကြပါတယ်။ major shifter တွေဟာဖုန်းတွေတခြားဆက်သွယ်ရေးကိရိယာတွေကိုအသုံးပြုပြီးတော့ transmit တွေအဖြစ်အတင်ပြောင်းကြပါတယ်။ ဆန်နက်စ်ကိုပိတ်လောင်ပြီးတဲ့နောက်မှာအီတရီယာတွေဟာလူသားတွေရာမှာရှင်တွဲနေထိုင်ကြပါတယ်။လူသားတွေရာကပြိပခါတွေဟာလည်းအီတရီယာတွေနဲ့တက်ဆိုင်လာပါတယ်။အီတရီယာပေါက်ဆက်ထားတဲ့လူသားတွေရဲ့ရွေးချယ်မှုပေါ်မူတည်ပြီးတက်ခတ်မှုတွေလည်းရှိလာပါတယ်။ဒီဗီဒီယိုရယ်လောက်ပါပဲကြည့်ရှုပေးကြတဲ့အတွက်ဒီကြောက်ရှင်ကြီးတိုင်းကိုကျေးဇူးတင်ပါတယ်ဗျ။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။ Adios ။